ီကြောက်တုံးကြီးတွေကဟောဒီဘားခေရကြောင်းကြီးရဲ့အောက်တိုင်နေအောက်မှာငလင်းနံခံနိုင်အောင်လို့ဘားတော်မင်းလက်ထက်ကဘိုးတော်ဖေဟာဘားတော်မင်းလက်ထက်ကတည်ထားခဲ့တဲ့ဘားခေရတိုက်ဘားဆိုတာတဲ့နှစ်တဲ့နော်ခေရဆိုတာနှစ်ခုမရှိတဲ့နှစ်ကြောင်းမရှိတဲ့ကြောင်းတိုက်ကြီးကိုတည်ခဲ့တာပါတဲ့ဒါကျွန်တော်တို့အံ့ဩလို့ဒါကိုဖုံဖုံပြောပြတယ်ဒီကြောင်းတိုက်ကဖုံဖုံပြောပြလို့ဒီ ကြတိုင်နေရဲ့အောက်မှာငလျင်တန်ခံနိုင်အောင်လို့ထားတဲ့ကြောက်တုံးတွေဒီเจ้าကြီးကမီးနှစ်ခါသုံးခါလောက်မီးရဲ့တင့်တဲ့ချိန်မှာဒီเจ้าတိုက်ကြီးကိုပြန်ပြင်းတဲ့နေရာမှာဓာတီထွက်လာတာကဲရှေ့ရှင်ပြင်းနေเนาะကျွန်တော်တို့ဒီနီးစနစ်ကကျွန်တော်တို့ခုမှဟိုဂျပန်ကလုတ်တာကဲကျွန်တော်တို့ဗမာတွေဘလောက်များညံကြီးလိုက်လဲဆိုတော့ရှေ့เนาะ ဘာလို့မင်းလက်ထက်ကငလင်တန်ခံနိုင်အောင်လို့ဒီကြောက်တုံးကြီးတွေကိုဒီကျိုးနိုင်နေရဲ့အောက်မှာထားရတာအများကြီးအများကြီးအများကြီးအားကြီးပါပဲနော်ဟုတ်တယ်မတက်လားကျိုးနိုင်နေရဲ့အောက်မှာထားရတာဒါကိုမီးတင်သွားတဲ့အချိန်မှာဒီပြန်ပြင်တော့ဒီမြေကြီးအောက်ကဒီကြောက်တုံးကြီးတွေပြန်ထွက်လာတာဒီကြောက်တုံးကြီးတွေကဒီဘလောက်ရွေ့ရွေ့ဒီကြောက်တုံးကြီးတွေက fluting ဖြစ်အောင်လို့လှုပ်ထားတာကဲအမ်ပြောကျင်တာရှေ့နော်ဟိုအမရပူရာခစ်ကြီးတဲ့ ုပင်အင်းတော်ညောင်ရန်နောင်ကုံးမောင်နှစ်ခွေပဲပုပင်အင်းအင်းဝညောင်ရန်နောင်ကုံးမောင်နှစ်ခွေခွဲဆိုပြီးတော့အမရဟူရာခက်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူခက်တရားနော်ဟိုဒီလောက်ခက်မိတဲ့နီးစနစ်တွေမြမာတွေမှာရှိခဲ့တယ်ဆိုတာငလင်တန်ကြီးခံနိုင်အောင်ထားခဲ့တဲ့ကြောက်တုံးကြီးတွေသဘာဝကြောက်တုံးတွေကိုထုပြီးတော့ဒါတွေကိုဝါရှာတွေနေနဲ့ကျွန်တော်တို့တွေ့တယ်မလားဟိုဥစားမှာ ဟိုဂျပန်အဆောက်အုံတွေမှာဝါရှာတွေနေနဲ့သုံးထားတာလေကဲဗမာတွေကဘယ်လောက်ခင့်မိတာလဲနော်လုံနေလှုပ်သွားလှုပ်အောင်နေလှုပ်သွားပြီးတော့ဒီငင်းတင်းတန်းကိုခင့်စက်ဒီမှာကြည့်ပါအောင်ကြောင်းတိုက်ကြီးอ่ะငလျင်တန်းကိုအန်တုခံတိုင်းွားတယ်ဗျာနော်ဘာကြီးอ่ะကြောင်းတိုက်ကြီးငင်းတန်းကအန်တုခံတိုင်းွားတယ်နော်အဲ့ဒီတိုင်နေအောက်မှာဒီလိုဝါရှာတွေကြံပါသေးတယ်နော်ဒါမီးတင်ွားတဲ့တိုင်လုံးတွေရဲ့အောက်ကထွက်လာတဲ့ ဝါရှာတွေပဲဖြစ်ပါသေးတယ်เนาะကြောက်ဝါရှာတွေပါဒီတိုင်မောင်းမြောင်များစွာပါတယ်เนาะအဲဒါလေးကတော်တော်ထူးထူးဆန်းဆန်းလေးမျိုးလို့ကျွန်တော်တင်ဆက်ပေးလိုက်တာပါเนาะမြမအုံနောက်တွေမသေးပါဘူးလို့နလင်တန်ခံနိုင်တဲ့ဂျပန်နည်းပညာလိုလူတိများတဲ့ base isolation system နဲ့အမရပူရခေတ်ကဘာဂရာဖုန်ကြီးเจ้าကိုတိဆောက်ခဲ့တဲ့တွေဖြစ်ပါတယ်အင်းဝါရှိဖုန်ကြီးเจ้าအတွက်ဘာကရာเจ้าဟာနလင်ပေးတွေနဲ့ဂျုံတွေးခဲ့ရတော့လေနလင်တန်မခံရပဲမိဘေးတံကိုခံခဲ့ရပြီးနောက် တိုင်တွေရဲ့အောက်ခြေမှာငလင်တန်းခံနိုင်ဖို့ရည်ရွယ်ချက်နဲ့ကြောက်ပြားတွေကိုခံပြီးတိဆောက်ထားသည့်တက်တွေပဲဖြစ်ပါတယ်။ဘာကရာဖုံကြီးကြောင့်ဒီမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တောင်ဘက် အမရပူရာမြို့နယ်တွင်တွင်တည်ရှိပြီးအင်းဝနန်းတော်၏အနောက်တောင်အရက်တွင်တိဆောက်ထားသည့်ရှေးဟောင်းအမွေနှင့်ကျောင်းတော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။